ိုင်းမင်္ဂလာပါငယ်ချင်းတို့အားလုံးတင်ကြပါမှာပဲတော့ဒီနေ့ကျွန်တော်ငယ်ချင်းတွေမျှဝေဖို့အတွက်ဒီနေ့ကျွန်တော်ငယ်ချင်းတွေကျွန်တော်ရဲ့ဆွေးတော်မျိုးတော်တွေကျွန်တော်ရဲ့တူတွေတူမတွေအားလုံးကိုကျွန်တော် ပြောပြခြင်းနဲ့ဖြစ်ရမှာဇလန်းလေးဇလန်းလေးတစ်ခုရှိတယ် အဲ့ဖြစ်ရမဇလန်းလေးကိုပြောပြတဲ့ကံရကံရှင်ကတော့လောကမှာမရှိတော့ဘူးကျွန်တော်တို့ကတော့သူ့နန္ဒာလို့ခေါ်တယ်အဲ့ဒီနန္ဒာကလောလောဆယ်တော့ဘယ်ဘဝရောက်လို့ဘယ်ဘုံဘယ်နန်းမှာလဲဆိုတာကိုတော့ဘုရားသခင်ပဲသိမယ်တော့ သူပြောပြခဲ့တဲ့ဖျက်မှသူဘဝကိုတွေ့ဖျက်မှဇလန်းလေးကိုမျှဝေရင်နဲ့သူတို့လည်းတောက်စုလေးခြွေကြတာပေါ့ဗျာနော်အဲ့တော့ဇလန်းကမြမဖြစ်တာလဲဆိုတော့မင်္ဂလာတုံးဝါယာလက်အရိခေအရိခါကအေးခင်းနေပါလေပြီးကစအချိန်ကျွန်တော်တို့လည်းလူပြိုပေါ့ရွယ် เนาะเออ90 69ไอ้90ဝင်းကျင်ပါဗျာเนาะအဲ့တော့အဲ့ဒီချိန်မှာဒီဖြစ်ရကဖြစ်ခဲ့တယ်အဲ့တော့ဒီကံရံကရှင်နာနာဆိုတဲ့လူကကျွန်တော်ရဲ့အဖေရဲ့ တငယ်ချင်းပေါ့ဗျနော်ကျွန်တော်တို့ကသူ့နနာလို့ခေါ်တယ်အဲ့တော့သူကကိုကန္နမာပန်းနေနှင်းစီပန်းနေစိုက်တဲ့စိုက်ပြိုးရေးခြံပိုင်ရှင်ဟောသူစီမနွားတွေလည်းမွေးထားတာရှိတယ်တော်မင်္ဂလာတော်ဝါရလက်မှာ စိုက်ပျိုးရေးခြံလုတ်တဲ့နွားမွေးတယ်ပြီးတော့သူ့ဆိုင်ကတော့သူ့ခြံကထွက်တဲ့နွားတွေနွားနို့တွေအဲနောက်တော့ဒီကျွန်တော်တို့ပန်းတွေကိုသူကကြိုက်ကလို့ကြိုက်ကလဖျားမှာသူပန်းတွေလည်းရောင်းတယ်အဲ့ရဖျားစည်းမှာသူပန်းတွေလည်းရောင်းတယ်နောက်တော့ဒီနွားနို့နဲ့နွားအေးဘောနွားနို့တွေပဲဟိုလေသူကအဲ့ဒီမှာ ရောင်းနေနောက်တော့ဒီအဲ့ဒီအဲ့ဒီချိန်တော့မီဩစာအဓိကလောက်တာတော့နောက်ချီးပေါ့ဗျအဲ့တော့သူ့ channel မှာသူ့ကိုပိုင်သူ့အပိုင်နွားတွေပြီးတော့သူများလာပြီးတော့အထားတဲ့နွားတွေ၄၅ဆောင်လောက်ရှိတယ်အဲ့တော့ဒီနောက်ချီးတွေကိုသူကပန်းပြင်းနေတော့လည်းတည့်တယ်သူများကိုလည်းရောင်းပြီးတယ်လို့အဲ့တော့သူခြံကြီးကတော့တော်တော်ကျယ်တယ်အဲ့ကျွန်တော်တို့ကအမြဲတမ်းလိုလိုကြောင်းပိတ်ရတဲ့ ပါလေဆိုရင်နာနာချန်ကိုကျွန်တော်တို့ဘေးရကျွန်တော်တို့ခေါ်ရတယ်။နာနာချန်နဲ့မှကျွန်တော်တို့ဘေးလောဆောကစားပေါ့ဗျ။အဲဒီမှာချန်နဲ့မှအလုပ်သမားတွေကလေးလေးရှိတယ်။ကျွန်တော်တက်သူရွယ်သူကလေးလေးတော့အကုန်လုံးဘေးလောဆောကစားကြတယ်။ညကျရင်မောပန်းပြီးလူကြီးမိဘတွေဟာလာလာတာတဲ့အချိန်မှာဖျားကြီးခင်းပြီးတော့အဲဒီဖျားပေါ်မှာလက်ဖက်တွေတော့ဂျင်းတို့တွေတော့ဟာလား လူကြီးတွေပြောတဲ့စကားကိုရီးယားဘင်းသားနေပြီးတော့ထိုင်သားတောင်းဖို့ပြအဲ့လိုမျိုးပြေးလွားလို့ဆိုလို့မောပြီးဆိုရင်တော့အဲ့တော့အဲ့ဒီအချိန်တုန်းကနန္ဒာကသူ့ရဲ့ဖြစ်ရတခုကိုပြောပြတာအဲ့ဖြစ်ရကကျွန်တော်တို့အဲ့ဒီအချိန်တုန်းကတောက်ကြောင်းနဲ့နားထောင်ခဲ့ရတဲ့ဇလန်းပေါ့ဗျနနာပုံမှန်ဆိုရင်တော့မနက်၄နာရီခွဲလောက်ဆိုရင်သူကသူ့နွားလဲပုံမှာသူ့မှာနွားလဲနှစ်စီးနဲ့အဲ့ခေတ်တော့ကားခေတ်မဟုတ်နွားလဲခေတ်ပြ နော်လေးပေါ်မှာသူကဒီပန်းနေသူအလုပ်သမားတွေဆွတ်ထားတဲ့ပန်းနေဒီနေ့စီပန်းနေနောက်တော့ကျွန်တော်တို့ခန်းသမားပန်းနေအဲ့ဒီပန်းနေအားလုံးကိုသူကနေပြီးတော့ချက်ကလိုချက်ကလစီကိုမနဲ့လင်းအားကြီးအိမ်ကနေပြီးတော့၄နိုင်ခွဲလောက်သူလှဲနေစီထွက်တယ်အဲ့တော့လှဲနေစီကဘယ်လောက်ထိတော့မနာနာတော့ ရှေ့ကလဲပဲသူကမောင်းသွားတယ်နောက်ကလဲကနွားကအဲ့ဒီလဲနောက်ကိုပဲလိုက်တာလူမပါဘူးတဲ့နွားလဲကြီးပဲပစည်းတင်တာသူသူကလဲတစီမောင်းပြီးရှေ့ကသွားရင်အဲ့ဒီနောက်နွားကလေရှေ့လဲနောက်ကိုပဲလိုက်တယ်အဲ့ဒါအဲ့ဒါလို့သူခြံပေါက်နွားတွေပေါ့ဗျာအရန်နွားတွေကလိမ့်ပါတယ်ယင်လူယင်နဲ့နွားတွေတက်မှာသူ ချောင်းပေါင်းသွားတယ်ဆိုတော့သူကပြောပြတာအဲ့လိုမျိုးပေါ့နော်သူကရှေးလဲကိုမောင်းပြီးသွားရင်နောက်လဲကလူလိုက်เสียမလို့ဘူးအဲ့ဒီနွားလဲကပစ္စည်းပဲတင်တာနွားကအရှိကလဲနောက်ကိုပဲလိုက်တာလေဒါအတွေ့အကြုံလေးတစ်ခုပေါ့သူသူပြောပြတဲ့ knowledge လေးတစ်ခုပေါ့ဗျာအဲကြောင့်လူကြီးတွေကပြောမှာရှေးနွားရှေးနွားရဲ့ဘီးရနောက်ကိုနောက်နွားကလိုက်တယ်ဆိုတော့ခါနေ့ ရှင်တော်ဖြောင်းရင်နောင်တော်ဖြောင်းရင်ရှင်တော်ကောက်ရင်နောင်တော်ကောက်လို့ဆိုတော့ဒီစကဘုံဒီကနေလာတာနေပါဘောနော်အဲ့တော့ဒီလမ်းကြောင်းကနေတာသူကသူအမြဲသွားနေကြသူခြံကနေပြီးတော့ဒီไจโครไจโครဖရားကိုသူတွားတယ်ဖရားမှရှိတယ်ပန်းတယ်တွေကိုပန်းတော့ပြေးမယ်ပြီးသွားရင်သူနွားတို့ရောင်းမယ်ပြီးသွားရင်သူသူကအဲဒါလည်းနေပါတောက်တယ်ဗျသူက တော့အစ္စလာမောဘုရားဘာသာသူကတော့အနေချင်းတောက်တတ်တယ်နောက်တော့သူအာဇာခလောက်တာသူကဒိုးဆက်ဆော့တာသူအယံဝဒနာကြီးတယ်အဲ့တော့သူကအဲ့ဒီအလုပ်ပြီးသွားရင်သူ့အလုပ်ကိစ္စပြီးသွားရင်တော့တငယ်ချင်းနေနေအဲ့မှာနောလင်းနေဟိုနောလင်းခဏနားပြီးရင်သူကမနစားစားမယ်အဲ့ဒီလပေးဆိုင်မှာသူအာဇာခလောက်တာလို့အဲ့ဖျားပွဲဖျားစည်းမှာပေါ့ဗျာ ။တကယ်ချင်းနေနဲ့ answer cloud တော်တို့ဒိုးစားလို့တော်တို့ဆော့ပြီးတော့ရင်သူကပြန်တယ်။ဒါပေမဲ့တခါတည်းဟန်ကြရင်တော့သူကဟိုဘယ်လိုပြောမလဲဆိုလိုအပ်တဲ့တခြားလူတွေမှာတဲ့ပစ္စည်းပါညာရှိရင်ဗျာပစ္စည်းလိုက်ဝယ်ပြီးတော့ပြန်တယ်။အဲ့တော့ဒီလမ်းကြောင်းကတော့အမြဲတမ်းတွန်းနေကြလမ်းကြောင်းတရက်သူ စ္စည်းတော့ပို့တယ်ပို့ဖို့အတွားပို့ဖို့အတွားမှာသူတိတ်ကျမကြီးမကောင်းဘူးဗျာကျမကြီးမကောင်းတော့ဒီနွားတွေကိုသူကနွားလဲပေါ်မှာတော့သူကထိုင်လိုက်တယ်ထိုင်ပြီးနွားကိုမောင်းတယ်မောင်းပြီးနွားတွေကတိတယ်မနှဆော်တာနဲ့လက်ဆင်ပြီးပြီးဆိုတာနဲ့ပစ္စည်းတင်ပြီးဆိုတာနဲ့တခင်သက်ထိုင်ပြီးဆိုတာနဲ့နွားကသူကသူထွက်သွားသူတော့သူတို့သွားရတယ် ဲ့တော့မှိန်ပြီးတော့သူလိုက်သွားတယ်လိုက်သွားတယ်မနဲ့ဘယ်လိုပြောမလဲဆိုတော့အာလင်းအားကြီးပေါ့ဗျာ9နိုင်4နိုင်ကြော်ကြော်လောက်ကိုသူထွက်သွားပြီပေါ့နော်အဲ့တော့ချမ်းကားနေထွက်လာပြီဒီလမ်းကြောင်းသွားနေတဲ့လမ်းကြောင်းမှာပဲရွာအဝမှာတဲ့နွားတွေရက်သွားပါလေနွားလည်းရက်သွားတော့သူလည်းထကြည့်တော့ပေါ့နော်ဘာဖြစ်လို့ငတ်နွားလည်းရက်သွားတာလဲပေါ့နော် နွားရီရတခါတည်းအ30ရှိပဲရှေ့မှာမွေဖြတ်သွားတာတို့အတိလို့ခွေးတွေပါတဲ့မှာခွေးစိုးတွေအန်ဒီပေးမဲ့ဟာမျိုးရှင့်ရင်နွားရက်ပြီးွားရင်တို့ဒီလေဘင်းတို့ခါရပဲတို့ချူတူတန်မကောင်း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 ဆိုပြီးချူတာလောက်တယ်ပြအတန်ပြီးသခင်ဝတန်ပြီးတော့ဘုနောသခင်အိတ်နေတာဒါမှမဟုတ်တို့ရှေ့ဆက်မသွားအန်ဒီရှင့်လို့အတန်ပြီးတယ်ဘုနောနွားရဲ့ထုံးစံတို့ပြောပြတာပေါ့ ီကောင်းလေးလဲခါပြီးတော့တခါတည်းရှေ့မတိုးဘူးလေအဲ့ဒါငါလည်းခေါင်းထောင်ကြည့်တော့ဘူးခွာတဲ့ဘာလဲပေါ့နော်တော့ရှေ့မှာမဲမဲအကောင်ကြီးတကောင်အိတ်နေတယ်အိတ်နေတာကလမ်းပေါ်မှာကန့်လျက်ကြီးအိတ်နေတာလေအဲ့ဒါငါဒီလိုချိန်လုံးနဲ့ချွန်ဟိုရင်းကိုနွားဒီကျွန်တော်တို့ထွန်သုံးပါပဲမှာနွားနွားနကောင်ကန့်လန့်တင်လာတဲ့အတုံးတော့ဒုံဒုံဒုံနဲ့ရိုက်တာ ခွဲပါစေမြတ်ဟိုဒုတ်တန်ကြရင်ပြေးတော့ဘူးနော်ဒီကောင်မပြေးဘူးလေမမေ့ကြီးอ่ะဟဲ့တော့လည်းဆင်းလိုက်ရောလဲပေါ်ဆင်းလိုက်ဆင်းပြေးဒုတ်ကန်ပြီးတော့တော့လာနော်တော့တော့ဒီမမေ့ကြီးတော့တုံးနဲ့ဒုံးလှုပ်လိုက်တော့ဘောရိုက်လိုက်တော့ခွေးမှတ်ပြီးတော့ရိုက်လိုက်တော့ဒီကောင်ခွေးမဟုတ်ဒီကောင် ချောရင်ကျော်တသိန်းသားဒီကောင်အကွေးမဟုတ်နေရွက်ကြီးနေရွက်ကြီးနဖကားတဲ့စင်သက်တော်ကြီးတယ်ကြီးပဲกว่าတဲ့ပြေပြောဒီလိုခတ်ပြီးတော့တဲ့ပြေးတာတဲ့ငါကြိမ်လုံးသက်ရဲ့လဲရဲ့ကောသူကဒီနေရွက်နဖကိုခတ်ပြီးတော့ပြေးတာတဲ့ဟာကပတ်ကြီးတယ်အဲ့ဒါတပတ်ကြီးပေါ့နော်ဘာလဲကွာတပတ်ကြီးပေါ့နော်ကျွန်တော်ကစဉ်းစား တပတ်ဆိုတော့ကျွန်တော်မျက်စိထဲမှာတပတ်ဆိုမြင်မိတာကိုရီအင်းကြီးဟိုရေမိုးချိုးပြီးဝင်ကိုလက်တုပ်တဲ့တည်တယ်မလားခန္ဓာကိုယ်မှာပတ်တဲ့တပတ်ပေါ့ပဲအဲ့ဒါပဲတည်တယ်လीဟာနာနာပေါ့နော်တပတ်ဆိုတာဘာလဲတပတ်ဆိုတာတရေလို့တပတ်တို့ဆိုတာအဲ့လိုရှိတယ်ဒီကောင်ကတရေမဟုတ်ဘူးဒီကောင်ကတပတ်တယ်ဟာဒီကောင်တပတ်ကြီးกว่าတယ်ငါလည်းရိုက်ပြီးတော့မှဒီကောင်နေရွက်ခတ်ပြီးဒီကောင်ပြေးသွားတာလေ ပြေးသွားပြီးတော့အမောင်တော့ဝင်ပြေးသွားတော့ကိုလည်းပြန်လာတယ်လဲမောင်းပြီးသွားလိုက်တယ်ဖယားစီကိုပေးเสียရှိတာပေးလိုက်ပေါ့သူတည်းမှာနေမြင့်မှသူပြန်လာပေါ့သူအိန္ဒိယပြန်ကျင်စိတ်မရှိတာနဲ့ငါလည်းဖယားစီကိုသွားလိုက်တယ်ပန်းနေပါပြီးပေးလိုက်တာအကုန်လုံးလှုပ်လှက်ပြီးတော့ဒီမှာတငယ်ချင်းရဲတူအာသာထိုင်စော့တယ်ပြေးရပြောကိုနိုင်ကိုလောက်ဆယ်နိုင်လောက်သူပြန်လာတာပေါ့ဗျမနက်ဈေးရနေပြီးတော့ဈေးသိမ့်ပြီးတော့ ပန်းနေပါကြီးရောင်းပြီးတော့သူသူရမယ်ပတ်ဆိုင်ပဲကောက်ခဲ့ပြီးသူပြန်လာတယ်ပြန်လာတော့နောက်နေ့သူ့မှာစပိန်စည်းရှိတယ်ညဘက်သူစပိန်လေးနဲ့သူထွက်လာတယ်လမ်းပြင်ထွက်လာတော့အဲ့ဒီမှာဒီကောင်နဲ့တွေ့လာတယ်ပြန်ပြီးတော့လေဒီတပတ်နဲ့သူပြန်ဆောင်းအဲ့ဒီတစ်ခါကျတော့တပတ်ကမပြေးဘူးလေဟိုတကားသူ့ကိုချိန်နဲ့ရိုက်ထားတော့သူက ရံပြန်လှုပ်သွားတယ်ပြန်လှုပ်တော့ဒီနန္ဒာကလည်းကရင်ဇက်ပြတော့ကရင်ဇက်ဟောပါအဲ့ဒီတော့ငါနဲ့ဒီကောင်နဲ့ထိုးကြတာလေဒီကောင်ကတဖြည်းဖြည်းနဲ့အကောင်ကစတွေ့တော့တော့အကောင်ကသေးသေးတယ်ဒီကောင်လူကိုရံလှုပ်လဲလို့ပေါ့ဒီကောင်တဖြည်းဖြည်းနဲ့အကောင်ကជី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 လာတယ်စတွေ့တော့ကွာလေဟို၃၄နှစ်သားအရွယ်တော့ကလေးတယ်ငါလည်းပြေးပြေးပြီးကန်လာတယ် ငားလည်းကန်ထဲလိုက်ရင်ဒီကောင်လိမ့်သွားလိုက်ရင်ဖွဲ့ရင်ကြီးလိုပဲလေဖွဲ့ရင်ကြီးဟိုကန်နေရတယ်လို့ပဲလေဘုတ်ကနေဘုတ်ကနေလေကန်ရင်လေထိုးလေဒီကောင်ကြီးအကြီးလာလေကန်လေထိုးလေကြီးလာလေတလာတော့ငါမောလာပြီလေဟို55မိနစ်လောက်ပဲပဲနေထိုးပြီးပြီလေသူနဲ့ငါလည်းဘယ်လိုပြောမလဲဆိုဟိုလုံချမ်းလုံနေတဲ့လူပြာသိတယ်မလား လူလက်ပိုင်းလည်းဖြစ်တယ်အလုံးစမ်းလုံးရဲ့လူလည်းဖြစ်တယ်ဆိုတော့ तू တတ်လုံးကောင်းတဲ့ခြေဆိုတော့ तू ထိုးပါကောင်းကောင်းဒီတပတ်ကြီးနဲ့ तू ထိုးပြီဟိုကတော့ဘာပြန်မလို့ तू ပဲထိုးသားတာဟိုကအကန့်ခံရင်အထိုးခံရင်တပိပိပိနဲ့ကြီးကြီးလာပြီ तू သိတယ် तू ဆက်ပြီးတော့မလုံးနိုင်တော့တဲ့အချိန်ကျရင်ဒီကောင်းငါ့တော့ဒီကောင်းအပီးကျုံတော့မှာပေါ့နာနာဘာလို့လို့လောရမှာမသိဘူးကွာလေငါလည်းတော်တော်ဦးရင်းဖြစ်နေပြီတဲ့ မောလည်းတော့မောနေပြီလေဒါလည်းငါလှည့်ပြေးမယ်ဗောနောပြေးတာကိုကပြေးတာတဲ့အဲ့ဒါသူကကိုသားပို့ပြီးတော့ရှေ့ကိုတွတ်နေတာလေပြေးလို့လည်းမလွတ်တဲ့ဘာလို့လို့လုံးဝမသိဘူးနောက်ဆုံးဒီစပိန်မှာပါတဲ့ဒီကျွန်တော်တို့လေထိုးကျွတ်တန်အဲ့စပိန်မှာပါတဲ့အဲ့လေထိုးကျွတ်တန် ဟိုတော့ဟာဟိုကျွန်တော်တို့မောင်ဗမာစပိန်နေပါရှင်ဗျဒီဘာသားမှာလေထိုးတဲ့ကျွတ်တန်တစ်ခုပါတယ်ဗျအဲ့ဒီလေထိုးကျွတ်တန်ဟိုချွတ်ပြီးတော့အဲ့ဒီဟာတန်ဟိုရင်းနဲ့ထိုးတာတန်မို့ជីជីအဲ့ជីအရှိကဘာပြောမလဲဗျကျွန်တော်တို့ဒီလေထိုးလေထိုးတန်အရှိမှာဟိုရင်းလုပ်တဲ့လေခေါင်းပေါ့ဗျခေါင်းကជីခေါင်းအဲ့ ကြီးကောင်းနဲ့ထိုးတော့မှာပဲဒီကောင်းနာတော့တာလေအဲ့မှာနာနာပြီးသွားတာဟာဒီကောင်းဒီကောင်းဒီကြီးကြီးသားနဲ့တင်းဒီကောင်းနာတယ်ပေါ့အဲ့ကြီးငုတ်ကလက်သစ်လောက်ပဲရှိတယ်ငုတ်ကလေးတော့လေအဲ့လေသွုံးကျွတ်မှာကျွန်တော်တို့ပိုက်ပိုက်ကိုဒီလိုထိုးတဲ့ပြီးတော့ဟိုဘက်တာယာမှာခေါင်းမှာထိုးပြီးထိုးတဲ့ဒီလက်နဲ့ထိုးတဲ့ဥစ္စာရဲ့ ကျွန်တော်စေးသောစေးသောပြုတ်လိုပုံစံမျိုးပါထိတ်ကခေါင်းလေးပေါ့ဗျာအဲခေါင်းလေးကလက်စစ်လောက်ပဲရှိတာအဲဒီလက်စစ်လောက်ရှိတဲ့အဲဒီခေါင်းလေးကိုသူကဒီလိုမျိုးကင်ပြီးတော့သူကဒီလိုထိုးတာဟုတ်တော့ဒီဒီဒီဥစ္စာဆိုမဲ့ဒီထိတ်ကခေါင်းလေးနဲ့ဟောသူကလက်တိညာမထိုးနိုင်တော့မောနေပြီအဲ့တော့ဒီစပိုင်းရဒီဟွာကြီးကိုလေထိုးကျွတ်တိုင်နေတော့သူထိုးနေတာအဲတပတ်ကိုသူကထိုးတယ်ဆိုတော့တပတ်လက်တိညာထိုးတာဒီခေါင်းဘာမှမဖြစ်ဘူးလေ အဲ့ဒီဟာကြီးနဲ့ထိုးရသူအဲ့ဒီမှာဒီကောင်တစ်ချက်ထိုးလိုက်ရင်တစ်ချက်ခါလဲဖူးဖူးနေတော့ပေးသေးသွားတာလေထိုးရင်ထိုးရင်ထိုးရင်နောက်ဆုံးကျွတ်ကျွတ်ဆုံးတော့ပဲကျန်တော့တာလေဟောလဲထိုးတာလေတကုံနဲ့နောက်ဆုံးအဲ့ဒီကျွတ်ဆုံးတော့အကောင်လည်းဖြစ်ရဒီကောင်မခံနိုင်တော့ဒီကောင်ပြေးရောလေငါလည်းတော့မောနေပြီလေနဲ့အိမ်ပြန်လာလိုက်တော့နော်အိမ်ပြန်လာရင်နောက်တွေ့လဲကြာကြာတော့သူလဲတော်တော် ခြိပြီးတော့ကတည်းမောဘူးဘယ်လိုပြောမလဲဆိုအဲ့ရတဲ့လဲတော့တာပဲအဲ့ရတဲ့လဲပြီးတော့မှနောက်ဆရာတွေပဲခေါ်ခတ်ပြီးတော့သူတို့ကုသတော့ဘူးနော်တော့ဒါကသူ့ရဲ့ဖြစ်ရမှန်ဖြစ်ရမှန်ဟိုဘယ်လိုပြောမလဲဆိုတော့ဇလန်းတစ်ခုပေါ့အဲ့ဒါကိုသူပြန်လဲပြီးတော့ကိုရီကိုပြောပြတာပေါ့နော်အဲ့တော့လူကြီးတွေပြောမှုတဲ့စကားရှိတယ်မှာတရေတို့တစီတို့ဆိုတာကဒီ တန်တို့ကြီးတို့ကြောက်တယ်ဆိုတော့တချို့ကတန်ကိုကြောက်တယ်တချို့ကကြီးကိုကြောက်တယ်ဗောနော်အားကြောင့်တန်နဲ့လှုပ်ထားတဲ့ဟိုကျွန်တော်တို့လုံချုံရေးလုံချုံရေးတွေပါညာဘက်ဆိုရင်ကျွန်တော်တို့ရက်ကွက်ကျောင်းမှာတွေ့ရင်တော့ဝါဝါတော့မှာကျွန်တော်တို့တန်ပိုက်ကိုထည့်ထားတချို့ကြီးပိုက်ကိုထည့်ထားပြီးလေလမ်းတော့ရင်ထောင်းထောင်းလေလမ်းကိုရိုက်ပြီးတော့ အဓိကထွက်တဲ့အတန်ကိုဒီမကောင်းဆိုးွားတွေကြားရင်ထွက်ပြေးတယ်ပေါ့ဗျာသူတို့လူကြီးတွေပြောတဲ့စကားပေါ့ဆိုဝလုံးကိုဘာဖြစ်လို့ဒီကြီးပိုက်ကျွန်တော်တို့ဗာရေးပိုက်ကောင်းရဲ့ကြီးကောင်းပေါ့နော်ကြီးကောင်းကိုထည့်ထားတယ်အဲဒီဥစ္စာအဲဒီဒီကြီးနဲ့ရိုက်ရင်ဒီမကောင်းတဲ့မိစ္ဆာတွေကနာကျင်တယ်ပေါ့ဗျာအဲအကြောင်းဖျားเจ้าတွေဘာတွေမှာခြေခေါင်းလုံးထိုးတယ်ဟာလို့ အာဒီကျွန်တော်တို့တော်တော်များများပေါ့ဗျာနော်ဒီသာသနာနဲ့ပတ်သက်တဲ့မှာကျေးဇူးပြီးတာတို့အဲဒီကျေးဇူးတီးတဲ့အတန်ကိုကြားရင်ဒီ orient တွေကထွက်ပြေးတယ်ဒီအတန်ကြောင့်ဝေးကိုပြေးတာတို့ဒီခေါင်းလုံးတီးတဲ့အတန်ကြီးခေါင်းလုံးတီးတဲ့အတန်ကြားတို့ဒီကြီးနဲ့ပတ်သက်တဲ့အတန်ကိုတကူရှိမှာ frequency တကူရှိမှာပေါ့အဲ့ဒါကိုကြားရင်တို့မခံနိုင်ဘူးပေါ့နော် အခမ်းနိုင်မင်းတို့တို့ပြီးရတယ်ဗောဗျအဲ့ဒါဦးလေးဟိုအဖေရတငယ်ချင်းဘောနော်နာနာဆိုတော့ဘောနော်ကျွန်တော်တို့ဦးလေးလိုပါပဲအဲ့ဒါသူပြောပြတော့သူရဲ့ဖြစ်ရမှဇလန်လေးတခုပေါ့အခုတော့သူလည်းမရှိတော့ပါဘူးခ aya ကရှင်လည်းဆုံးမတော့ပါဘူးသူရဲ့ကိုယ်သွေးဖြစ်ရမှဒီတပတ်နဲ့သူနဘာန်တက်ခဲ့တဲ့ ဖြစ်ရမှာဇလန်းလေးကိုကျွန်တော်ဒီကနေ့သတိရပြီးတော့ကျွန်တော်ပြန်ပြီးတငယ်ချင်းတွေပြဝေးတယ်အဲ့တော့ခုလိုတိုးတယောက်ရဲ့ဘဝဖြစ်ရမှာဇလန်းတစ်ခုကိုပြန်လဲမျှဝေခွင့်ရတဲ့အတော့ဘောနော်အဲ့ဒီရဲ့အဖိုးခကိုတည်ဆုံးသွားတဲ့ဆုံးပါသူရရှိပါစေလို့ဆုတောင်းရင်းနဲ့ဒီနေ့ကျွန်တော်ရဲ့ဒီမျှဝေမှုကိုဒီမှာပဲရလိုက်တယ်အားလုံးပဲ မင်္ဂလာပေါင်းနဲ့ပြန်ဆောင်ပါစေ။နောက်ဗီဒီယိုတွေကြာရင်ကျွန်တော်တို့ထပ်ပြီးဆောင်ပြမယ်။ Bye bye.